ရန်ကုန်မြို့မှာမနေ့ကမေလ6ရက်ည7:00နာရီဝန်းကျင်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူနေထူထပ်တဲ့စံကြောင်လှိုင်းမြို့နယ်အပအဝင်မြို့နယ်တချို့ကအထက်မြင့်တိုက်ခန်းမှာနေထိုင်သူတွေဟာလမ်းမပေါ်ပြေးဆင်းခဲ့ကြရပါတယ်။မနေ့ညပိုင်း7:55နာရီမိနစ်အချိန်ကရန်ကုန်တိုင်းလှေကူးမြို့နယ်ဇရက်ကွင်းရွာအနီးမြေအနက်6မိုင်ခန့်ကိုဗဟုပြုပြီးအင်အား3.3ခုအစင်းရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာလို့ NUG အစိုးရလူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းဖော်ပြပါရယ်အဲ့ဒီငလေလှုပ်ခတ်မှုကိုရန်ကုန်မြို့နယ်ပြည်သူတွေတည်တည်တသာခန်းစားလိုက်ရတာကြောင့်လမ်းမပေါ်ပြေးဆင်းခဲ့ရတာလို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူတဦးပြောပါရယ်မတလေးမြို့မှာလှုပ်ခတ်ခဲ့တဲ့ငလေအတွေ့အကြုံကြောင့်ရန်ကုန်အထက်မြင့်တိုက်ခန်းတွေမှာနေထိုင်သူတွေဟာစိုးရိမ်ထိတ်လန့်ပြီးတိုက်အောက်ပြေးဆင်းခဲ့ကြတာပါ အများစုကအရေးပေါ်အထုပ်တွေပြင်ထားပြီးငလင်းလှုပ်ရင်တိုက်ခန်းတွေကနေပြင်ဆင်ဖို့ပြင်ဆင်ထားကြတယ်လို့ရန်ကုန်မြို့ကန်တချို့ကပြောပါတယ် ဒါပေမဲ့မင်းညပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းချောင်းတော့ရန်ကုန်မြို့မှာပျက်စီးဆုံးရှုံးမှုနဲ့လူသူထိခိုက်မှုမရှိဘူးလို့စုံစမ်းသိရပါတယ်။ပုံမှန်အဖြစ်တော့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေနိုင်တဲ့ NR Richter scale ၄နဲ့အထက်ငလင်းသတင်းရပဲထုတ်ပြန်လေးရှိတယ်လို့ AUG ကအသိပေးပါတယ်။ဒါပေမဲ့ရန်ကုန်တိုင်းကပြည်သူတွေငလင်းကိုစိုးရိမ်ပူပန်နေကြတာကြောင့်မင်းညပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းသတင်းသိရှိရအောင်ပေါ်ပြတာဖြစ်တယ်လို့ AUG ဝန်ကြီးဌာနကဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလေကြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအနှံမှာနောက်ဆက်တွဲငလင်တွေမကြာခဏလှုပ်ခတ်နေပါတယ်။ရန်ကုန်မြို့အနီးမှာငလင်ပြက်ရွေတချို့ရှိပြီးအေယဝတီတိုင်းဒေသရဲပြက်ရွေလှုပ်ရှားရင်လည်းရန်ကုန်မှာမြေလွှာလှုပ်ရှားမှုဖြစ်ပေါ်တတ်ပါတယ်။ဒါအပြင်စကိုင်းပြက်ရွေကျော်ရဲ့တောင်ပိုင်းတို့ဘူမိဗေဒပညာရှင်တွေသတ်မှတ်ထားတဲ့ပဲခူးမြို့အနီးမှာငလင်လှုပ်ရင်လည်းရန်ကုန်ဟာသတိထားဖို့လိုအပ်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်ရှင်။ ကနေဒါနိုင်ငံဟာရောင်းကုန်မဟုတ်ဘူးလို့ကနေဒါဝန်ကြီးချုပ်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြောကြားလိုက်ပါတယ်။ဒါဟာကနေဒါကိုအမေရိကန်ရဲ့50%ခုမြောက်ပြည်နယ်ဖြစ်လာစေချင်တယ်ဆိုတော့ထရန့်ရဲ့လူထုရှင်ကြားပြောဆိုမှုနဲ့ပတ်သက်လို့ဝန်ကြီးချုပ်မက်ခါနီကသူ့ရဲ့သဘောထားကိုအတိအပြည့်ပြောကြားလိုက်တာဖြစ်ပါတယ်။မေလ6ရက်နေ့ကအင်ဖြူရောမှာကာနီနဲ့ထရန့်တို့တွေ့ဆုံခဲ့ကြပြီးနိုင်ငံရေးစည်းဝါးရေးနဲ့ကုန်သွယ်ရေးဆိုင်ရာနှစ်ဖက်အမြင်ကွဲပြားမှုတွေကိုဆင်မြင်ခဲ့ကြတာပါ။ကာနီရဲ့ Liberal Party ဟာ ကနေဒါမှာလူကြိုက်နေနေတဲ့အခြေအနေဖြစ်ရာကနေ Trump ကိုစင်ခေါ်ပြီးဆန်တဲ့ရည်တည်မှုတွေကို ပြသရင်းလူထုထောက်ခံမှုကိုရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းကာနီဟာရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။ကာနီဟာရွေးကောက်ပွဲကြောင့်မဲဆွဲမှုမှာကနေဒါရဲ့ပိုင်ရှင်တွေနဲ့တွေ့ဆုံခဲ့ပြီးသူတို့ဟာကနေဒါဆိုတာဘယ်တော့မှရောက်မှာမဟုတ်ကြောင်းပြောဆိုခဲ့တယ်လို့ကာနီကဆိုပါတယ်။ကာနီရင်ညွန်တဲ့ကနေဒါရဲ့ပိုင်ရှင်တွေဆိုတာကမဲဆန္ဒရှင်ပြည်သူတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။ ထရန့်ကလည်းကနေဒါနိုင်ငံရဲ့သွင်းကုန်တွေကိုအခွန်တွန်းမြင့်စီချက်မဲ့ကိစ္စကိုတော့ပြောင်းလဲပါမဟုတ်ပဲလက်ရှိရည်ရွယ်ထားတဲ့အတိုင်းဆက်သွားမယ်လို့ဆိုပါတယ်။ကာနင်းနဲ့မတွေ့ဆုံခင်မနစ်ပိုင်းလောက်မှာထရန့်ဟာသူ့ရဲ့သဘောထားအရာကာနင်းနဲ့အလုပ်တွဲလုပ်ဖို့လူလူလလရှိနေရဲ့လို့လူမှုကွန်ရက်မှာရေးသားခဲ့တာပါ။အမေရိကန်ဟာကနေဒါမှာထုတ်လုပ်တဲ့ကားတွေကနေဒါရဲ့စွမ်းအင်ရင်းမြစ်တွေတစ်တွေကိုလိုချင်တာမဟုတ်ပဲကနေဒါစီကနေခင်မင်ရင်းနှီးမှုတစ်ခုသာလိုချင်ပြီးအဲ့ဒါကိုအရှိတီအောင်ထင်းသိမ်းနိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ထရန့်နဲ့ဆွေးနွေးပြီးရနောက်ပိုင်းမှာတော့ကာနေကအဲ့ဒီတွေးဆမှုဟာအပြုတ်သဘောဆောင်ခဲ့ကြောင်းနဲ့နောက်လာကြရင်ကနေဒါမှာကျင်းပမဲ့ G7 ထဲတည်ညီလာခံမှာထရန့်နဲ့ထပ်ဆောင်ပြကြမယ်လို့ကာနေကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်ရှင်။အိန္ဒိယနဲ့ပါကစ္စတန်ဟာသတင်းပတ်တွေအတော်ကြာအောင်နှစ်ဖက်ဆက်ဆံရေးတင်းမာနေကြတဲ့နောက်အိန္ဒိယကပါကစ္စတန်ပိုင်နက်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။မေလ9ရက်ဒီနေ့မနက်ပိုင်းက ါကစ္စတန်မှာရှိတဲ့နေရာ၉ခုကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့ကြောင်းအဲ့ဒီနေရာအလုံးဟာစံဖတ်အဖွဲ့အစည်းတွေရဲ့စစ်စခန်းတွေဖြစ်ပြီးအရက်သားဧရိယာတွေမပါဝင်ကြောင်းအိန္ဒိယကကြေညာပါတယ်ပါကစ္စတန်ရဲ့ထုတ်ပြန်ချက်မှာတော့ကက်ရှမီးယားဒေသရဲ့ပါကစ္စတန်ထိန်းချုပ်ထားရာအပိုင်းနဲ့ပန်ဂျပ်ပြည်နယ်ထဲမှာအိန္ဒိယကလေကြောင်းတိုက်ခတ်ခဲ့ပြီးနေရ၅ခုထိမှန်ခဲ့ကြောင်းပြောပါရယ်ပြီးတော့ဒီတိုက်ခိုက်မှုတွေအတွက်ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မယ်လို့လည်းပါကစ္စတန်ကဆိုပါရယ် ဧပြီ22ရက်နေ့တုန်းကကက်ရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ထားရာပတ်ချံမှာခရီးသွားဧည့်သည်တွေကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့တာပါအဲ့ဒီဖြစ်စဉ်မှာအိန္ဒိယနိုင်ငံသားအများစုအပါအဝင်26ဦးသေဆုံးပြီးနောက်ပိုင်းမှာတော့အိန္ဒိယပါကစ္စတန်ဆက်ဆံရေးဟာအနိုင်ပါဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုရဲ့နောက်ွယ်မှာပါကစ္စတန်ရှိနေတယ်လို့အိန္ဒိယကဆွဆွဲထားပြီးပါကစ္စတန်ကတော့ယတိပြက်ညှိဆို့ထားပါတယ်အခုတော့ပါကစ္စတန်မှာတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့နောက် အိန္ဒိယစစ်တပ်ကတရားမျှတမှုကိုပြန်ယူခဲ့ပြီလို့လူမှုကွန်ရက်မီဒီယာ X မှာရေးသားထားတာပါ။ပါကစ္စတန်ကတော့ကုကုကိုကာကွယ်ပိုင်ခွင့်နဲ့အညီအိန္ဒိယတိုက်လေယာဉ်၅စီးနဲ့ဒရုန်းတစ်စီးကိုပစ်ချခဲ့ကြောင်းကြေညာပါတယ်။ပစ်ချခံရတဲ့တိုက်လေယာဉ်တွေကကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးစစ်ရင်ဝင် Rafale တွေလို့ပါကစ္စတန်ကကြွေးကြော်ထားပြီး အဲ့ဒီအချက်ကိုတီးကြတော့အတိမပြုတ်နိုင်သေးပါဘူး။ဒါအပြင်ပါကစ္စတန်ဟာကက်ရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ထားရအပိုင်းကိုလက်နက်ကြီးတွေနဲ့တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေအပါအဝင်၈ဦးသေဆုံးပြီး35ဦးဒဏ်ရာရကြောင်းပါကစ္စတန်ကထုတ်ပြန်ထားပါတယ်။တပံအိန္ဒိယကလည်းပါကစ္စတန်ရဲ့လက်နက်ကြီးတန်းကြောင်းကက်ရှမီးယားမှာ3ဦးသေဆုံးကြောင်းကြေညာပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသားတွေကနှစ်နိုင်ငံကြားအပြန်အလှန်တိုက်ခိုက်မှုတွေစတင်နေပြီဆိုတဲ့သတင်းနဲ့အတူ အထိတ်တလန့်နိုးထလာခဲ့ကြရတာပါစစ်ရေးပြိပခါစတင်လာတဲ့နောက်နိုင်ငံတကာလေကြောင်းခရီးစဉ်တွေဟာအိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်တဝိုက်ပြန်တမ်းမှုတွေကနေအရေးပေါ်လမ်းကြောင်းပြောင်းကုန်ကြပါတယ်အမေရိကန်သမ္မတထရမ့်ကတော့ပါကစ္စတန်မှာအိန္ဒိယကစစ်စေးရေးတွေလှုပ်ဆောင်ခဲ့တဲ့အပေါ်စိတ်ပြတ်မိကြဝေဖန်ခဲ့ပြီးအများဆုံးအဆုံးသတ်ပုံမျှော်လင့်ကြောင်းပြောကြားထားပါတယ်ကုလသမဂ္ဂတွေ့ရမှုချုပ် Guterres ဟာ အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေကိုထိနေတဲ့နေကန်တွေဖြည့်ရှင်းကြဖို့နှစ်ဖက်စလုံးကိုတောင်းဆိုခဲ့ပေမဲ့အဲ့ဒီတောင်းဆိုချက်အပြီးနှစ်ရက်လောက်ကြာမှပဲအိန္ဒိယကပါကစ္စတန်ကိုတိုက်ခိုက်လာခဲ့တာဖြစ်ပါရဲ့ရှင်။အပြည့်အကာလာထပ်မံတက်တန်တူရတဲ့နောက်ရမှာပဲစကောင်စီကဒီကနေ့မေလ9ရက်မနက်စောပိုင်းလူအများအိမ်မော်ကြနေချိန်မှာစကိုင်းတိုင်းကောလင်းမြို့နဲ့ချင်းပြည်နယ်မင်းတပ်မြို့တို့ကိုပုံကျဲတိုက်ခိုက်ခဲ့ပါရဲ။ကောလင်းမြို့နယ်အရှေ့ခြံကရှောက်ပင်ချုံကြီးရွာကို ဒီကနေ့မနက်အစောပိုင်းတနင်္ဂနွေ9မိနစ်ခန့်နဲ့မင်းတပ်မြွနယ်တနေရာကိုမနက်တနင်္ဂနွေမိနစ်20လောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ကောလင်းမြွနယ်ထဲဘုံကျဲတိုက်ခိုက်မှုကိုမန္တလေးတိုင်းတရဝူလီတပ်ကနေတက်လာတဲ့ဇက်တိုက်လေရင်ကဘုံနှလုံးကျဲချခဲ့ပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးပေမဲ့လူသူထိခိုက်မှုမရှိဘူးလို့ကောလင်း PDF ကအသိပေးပါတယ်။စစ်နေသားကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းတပ်ကိုလည်း ဇက်တိုက်လေရင်နဲ့ဘုံကျဲတာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တရင်းရင်းမြတ်ကပြောတာပါပြီးခဲ့တဲ့မတ်လ28ရက်ကလောက်ခဲ့တဲ့ငလျင်ကြီးပြီးရှောက်ဖွဲ့ကယ်ဆယ်ရေးနဲ့အပြည့်အရထူထောင်ရေးအတွက်ဆိုပြီးစကောင်စီကဧပြီလကိုအပြည့်အရကြေညာခဲ့တာပါအဲ့ဒီနောက်မေလ6ရက်ကနေ31ရက်ထိစကောင်စီကထပ်မံအပြည့်အရတက်တန်တိုးလိုက်ပါတယ်အပြည့်အရကြေညာပေမဲ့စကောင်စီကလေကြောင်းကနေဆက်တိုက်တိုက်ခတ်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်အန်ယူဂျီရဲ့စင်ရင်အရာ ငလျင်ကြီးလုတ်ခတ်ခဲ့တဲ့မက်လာ20ရက်ကနေအခုမေလ2ရက်အထိ36ရက်အတွင်းစက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ280ကျော်ရှိခဲ့ပြီးတေဆုံးသူ286ဦးနဲ့ဒဏ်ရာရသူ456ဦးရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ပြီးခဲ့တဲ့မတ်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သတိငလျင်ကြီးကြောင့်အင်းဝမျိုးဟောင်းအနီးရန်ကုန်မန္တလေးလမ်းမကြီးပေါ်ကဒုထဝတီတရာဟာကျိုးပြတ်သွားခဲ့ပါတယ်။ ။တရားအောက်ခြေတိုင်တွေကလွယ်လို့ကြမ်းခင်းလန်းတွေအလုံးပြိုကျပျက်စီးသွားကြတာပါ။တရားထိတ်နှစ်ဖက်ကအမြန်လန်းပုံမှာလဲလမ်းပိုင်းနှိမ့်ဆင်းသွားတာ၊ကျုံကျသွားတာတွေရှိခဲ့ပါတယ်။ဒုထဝတီတရားကိုစစ်တပ်အုပ်ချုပ်နေတဲ့ကာလဖြစ်တဲ့1996ခုနှစ်မတ်လ၄ရက်ကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။နှစ်နှစ်ခွဲကျော်အကြာ1998ခုနှစ်နိုဝင်ဘာ15ရက်နေ့မှာတော့ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဲ့ဒီနောက်1996ခုနှစ်ဇန်နဝါရီ26ရက်နေ့မှာတော့စတင်ဖွင့်လှစ်ခဲ့တာပါနှစ်ပေါင်း30ပြည့်ကနေ့မှာတော့ဒုထဝတီတရားဟာပြည့်စည်သွားခဲ့ပါတယ်တရားပြည့်စည်သွားတဲ့အတွက်ငလင်ဘေးတံအကြီးအကျယ်ခံခဲ့ရတဲ့ဒဒဦးနဲ့အင်းဝမြို့ဟောင်းဟာမန္တလေးမြို့နဲ့ပိုဝေးသွားစေခဲ့ပါတယ်ဒဒဦးဒေသခံတွေဟာမန္တလေးမြို့ကိုလာဖို့အတွက်ပလိမ့်မြို့ဘက်ကနေအဝေးကြီးပတ်သွားရတယ်လို့ဒေသခံတွေကပြောပါတယ် ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကပဲဒဒဦးနဲ့ပလိတ်သွားတဲ့လမ်းပေါ်ကတရားဒဇင်းထပ်ကျိုးလို့ကြံ့တဲ့စကားအင်းပလိတ်လမ်းကနေပတ်သွားနေရကြောင်းဒေသခံတွေကပြောပြပါဗျ။ဒဒဦးမြို့ဟာမန္တလေးမြို့ကိုအမိပြုပြီးနေစားလုပ်ကိုင်နေရသူတွေပေါ်တဲ့မြို့ပါ။လမ်းပန်းဆက်သွယ်ရေးခက်ခဲနေလို့အခုအခါအလုပ်အကိုင်တွေပါခက်ခဲနေကြောင်းဒေသခံတွေကပြောပါဗျ။ဒါအပြင်ဒဒဦးမြို့ဟာ ။ငလင်မတိုင်ခင်ကာလတွေကလည်းစစ်မှုထမ်းဖို့လူငယ်တွေအများအပြားဖမ်းဆီးခံရဆုံးမြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ဒဒဦးမြို့နယ်မှာငလင်ကြောင့်လူဦးရေ200ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။အခုတော့အပြိုအဖျက်တွေကြောင်းမှာဒဒဦးမြို့လေးဟာပြန်လဲလဲပတ်နိုင်ခြင်းမရှိသေးပဲတိတ်ဆိတ်နေတော့ပဲလို့ဒေသခံတွေကပြောပါတယ်။နေကင်းဘက်ပါတမြို့လုံး၆ကန်နေတာလို့မြို့ကန်တဦးကဆိုတာပါ။ဒုထဝတိတရာဟာပြင်ဆင်ဖို့အချိန်အများကြီးယူရအောင်မှမို့ ဒဒဦးနဲ့အင်းဝမျိုးလေးဟာအထီးကျန်စွာဖြတ်တန်းနေရအောင်မှာဖြစ်ပါရဲ့ရှင်။မကွေးတိုင်းပခုတ်ကူမျိုးနဲ့ဆောင်းချန်းကုန်းရွာကိုစကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာတော်လရင်တပ်ဖွဲ့ဝင်အနည်းဆုံး9ဦးကြာဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။မေလ9ရက်နေ့ည9:30မိနစ်50မှာတစ်ချိန်ည8:00နာရီ3မိနစ်မှာတစ်ချိန်စကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်တာလို့ဒေသခံတို့ကပြောပြပါတယ်။လေချောင်းကနေတိုက်ခိုက်ခဲ့တဲ့တိုက်လေရင်ဟာ SU30 ဖြစ်ပြီးပေါင်900ပေါင်းစလုံးကျဲချသွားတာလို့ဒေသခံတူကပြောပြတာပါ PBS Sprint အနေနဲ့တိုက်လေရန်မျိုးအစားနဲ့ဘုံအမျိုးအစားကိုတိကျအတိမပြုတ်နိုင်သေးပါဘူးဘုံကျဲခံရတဲ့နေရာဟာတွင်းနဲ့ကြီးပြန့်ကျန်ခဲ့တာကိုသတင်းဌာနပုံတွေမှာတွေ့ရှိရပါတယ်ဒေသတက်ခိုက်ခံရတဲ့ဆောင်ချန်းကုန်းရွာဟာမြိုင်နယ်ပခုတ်ကူမြို့နယ်အစမှာရှိပါတယ်ဒေသခံတင်းရင်းမြို့တွေရပြောပြချက်အရစာတင်ကြောင်းပေါ်ကိုကျဲချသွားတာဖြစ်ပြီးနောက်ဆုံးတင်ရရှိချက်အရတေဆုံးသူ9ဦးနဲ့တရားရရှိသူ10ဦးရှိတယ်လို့သိရပါတယ် မေလတရက်နေ့မှာပခုတ်ကူမြို့နယ်အမှတ်တရတဲတမဌာနချုပ်တမခတရက်တက်ကနေမြိုင်မြို့နယ်ကိုထွက်လာတဲ့အင်အား180ကျော်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းရဲတပ်တွေကမေလ2ရက်နဲ့3ရက်နေ့တွေမှာဖျက်တောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ကအထင်နာခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုပြီးတဲ့နောက်မှာဒီစစ်ကြောင်းဟာရွာတွေကိုလက်လယ်စစ်ကြောင်းတို့ဖျက်ဆီးနေပြီးဘုံကျဲတိုက်ခိုက်တာတွေဆက်တိုက်လုဆောင်နေခဲ့ပါတယ်။ဒါ့အပြင်မေလ6ရက်နေ့မှာပခုတ်ကူမြို့နယ်ကန်တော်ရွာကနေစစ်တပ်နဲ့ပြူစော်တိအင်အား190ပါတဲ့စစ်ကြောင်းတစ်ကြောင်းကလည်း စစ်ကူအဖြစ်ထွက်လာပြီးမြိုင်နယ်ဗဟန်းချောက်ရွာဘက်ကိုဥတည်နေရလို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာပထမစစ်ကြောင်းအထိနာနေလို့နောက်ကလိုက်ထွက်လာလို့ဒေသခံတချို့ကပြောပြပါတယ်။မေလာတရနေ့ကထွက်လာတဲ့စစ်ကြောင်းဟာလေးတန်းတတော်ကြီးပေါပင်ကန်းရွာတွေမှာရှိနေပါတယ်။အလားတူမေလာ6ရက်နေ့ကပခုတ်ကူမြို့နယ်ကန်တော်ရွာကထွက်လာတဲ့စစ်ကြောင်းကမြိုင်နယ်ဗဟန်းချောက်ရွာဘက်ကိုဥတည်နေပါတယ်။ တမခတရားတက်ကထွက်လာတဲ့စက်ကြောင်းဟာမေလ6ရက်နေ့မှာမြိုင်မြို့နယ်ကလေတန်းရွာဖုန်ကြီးကျောင်းကိုမိရှို့သွားတယ်လို့ဒေသခံတချို့ကပြောပြပါဗျ။ဒါအပြင်မေလ4ရက်ညပိုင်းမှာလည်းစက်ကောင်စီကမြိုင်မြို့နယ်အတွင်းကိုလေကြောင်းတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။